ုချက်မဲ့စာအုပ်ခဏလေးနေအမြင်ရအောင်ချက်ဖို့ဆိုရင်အချက်၃ချက်ရှိပါတယ်။နံပါတ်၁တစ်ချက်ကတော့နားလေဖို့နံပါတ်၂တစ်ချက်ကတော့အာယုံဆိုင်ဖို့နံပါတ်၃ကတော့ခေါင်းနဲ့ဆွဲသားဖို့ဖြစ်ပါတယ်။ဒီ၃ချက်ကိုမဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။ကြည့်ရွေးဒီတရတစ်ချက်ချက်များပြက်ကွက်ခဲ့ရင်တော့စာအုပ်နိုင်ပေါင်းများစွာဖိနှောင်ချက်နေတဲ့တင်ရအေးရတဲ့လဲပြီးခင်းစော့နေတဲ့တင်းတငယ်ချင်းနဲ့အတူတူဖြစ်သွားမှာပါ။ကြိုးစားနေပေမဲ့လည်းအဖတ်မတင်တာမျိုးတော့တင်းလို့ချင်မှာမဟုတ်ပါဘူး။ဒါကြောင့်ခဏလေးနဲ့စာမြန်ရအောင်ဘလို့ချက်ရမလဲဆိုတာကို video series မှာကျွန်တော်ပြပပြပြီးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီ series ကို၃ပိုင်းပိုင်းထားပါတယ်။ခဏလေးနဲ့စာနားလည်အောင်ဘလို့လုပ်ရမလဲ။ကြက်သ မျှစာရီကိုခဏလေးနဲ့ရဖို့အာရုံစူးစိုက်မှုပူကောင်းအောင်ဘယ်လိုလုပ်ရမလဲ။ကြက်ထားတဲ့စာရီကိုမမေ့ကျင်ဒီလိုပြုမှုနေထိုင်မှာဆိုပြီးတော့အပိုင်းသုံးပိုင်းခွဲပြီးပြောသွားမှာဖြစ်ပါတယ်။စာတစ်ခုကိုစကြက်တော့မယ်၊စလီလာတော့မယ်၊စတွတ်တော့မယ်ဆိုလို့ရှိရင်အရေးကြီးတဲ့အချက်၃ချက်ရှိပါတယ်။နံပါတ်၁တစ်ချက်ကတော့နားလည်ဖို့၊နံပါတ်၂အချက်ကနားလည်ဖို့၊နံပါတ်၃ချက်ကလည်းနားလည်ဖို့ပဲဖြစ်ပါတယ်။နားမမလည်ရင်ဘာမှဆက်မလုပ်ပါနဲ့။အကြောင်းကတော့လိလထားသမျှအကုန်မေ့တော့မှာမဟုတ်လို့ပါပဲ။နားလည်ဖို့ဆိုရင်လည်းအရေးကြီးတဲ့အချက်တစ်ချက်ရှိပါသေးတယ်။ အခြေခံပါဖို့ပါအခြေခံမှာပါတော့နားမလည်ဘူးနားမလည်တော့နောက်သင်ခန်းစာတွေအတွက်အခြေခံမှာပါတော့အဲ့လိုနဲ့တန်တရာလဲပြီးစာဘာမှအဆက်လုပ်လို့မရတော့ပါဘူးအာမလုံးလုံးမရဘာမှအလုပ်လို့မရတော့ဘူးကွာဘာမှအလုပ်လို့မရတော့ဘူး ကြောင့်ကျွန်တော်တို့ပထမဆုံးလောရမှာနားလေဖို့ပါဒါမှသာစာဖို့ကောင်းနေတဲ့အလုံကြီးထည့်ထားတဲ့စာကိုမမိအောင်လုပ်တဲ့အပိုင်းကိုရှေ့ဆက်လို့ရမှာပါစာတစ်ခုကိုနားလေဖို့ဆိုရင်နီလာ2မျိုးရှိပါတယ်ပထမတစ်မျိုးကတတိယလူတစ်ယောက်ကိုပြန်သင်ခိုင်းတာရယ်ဒုတိယတစ်မျိုးကတော့အင်တာနက်မှာရှာတာရယ်ပါကျွန်တော်နောက်ခုလုံးပြောပြပါမယ် ကိုကအတန်းတစ်ခုခုကိုတက်နေတယ်ဆိုလို့ရှိရင်မေးလို့ရတဲ့လူ၃မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ကိုတငယ်ချင်းပါတငယ်ချင်းကိုမိုးပေးပြီးကိုနားမလည်တဲ့စာတွေကိုရှင်းခိုင်းလို့ရပါတယ်နောက်လူနှစ်မျိုးကတော့ကိုတက်အတန်းကြီးတဲ့စီနီယာနဲ့ကိုဆရာဆရာမတွေကိုစာပြင်ရှင်းခိုင်းလို့ရပါတယ်လူတစ်ယောက်ကိုစာရှင်းခိုင်းနေဆိုတာကသူများအုံနောက်ကိုဖောက်စာတာနဲ့အတူတူပါပဲကျောက်ဆွေလေးဖြောက်ပြီးတော့တစ်ခါလေးပဲ try ကြည့်ပါနောက်လှုပ်ရဲလာပါလိမ့်မယ်ကိုရင်းရမှနေပြင်ရမှနေတန်ပါတယ် စာဝနားလည်ခြင်းလို့အနာနဲ့ပုံမှာရှာတဲ့အခါပုံစံ၃မျိုးနဲ့ရှာလို့ရပါတယ်။နံပါတ်၁မျိုးကတော့ YouTube မှာရှာပြီးလေ့လာတာ။ဒုတိယတစ်မျိုးက AI နဲ့အတူတူလေ့လာတာ။နံပါတ်၃ကတော့ research လုပ်တာဆိုပြီးတော့မှပုံစံ၃မျိုးနဲ့လေ့လာလို့ရပါတယ်။ကျွန်တော်ဒီဘောကနှစ်ခုကိုဆွေးနွေးပေးသွားပါမယ်။ YouTube ကနေလေးလာဖို့ဆိုလို့ရှိရင်ကျွန်တော်သင်ပေးခြင်းနဲ့ keyword နှစ်ခုရှိရပါတော့။ပထမတစ်ခုကကျတော့ဒီ visualization ဆိုတဲ့ keyword ရယ်။နောက်တစ်ခုကကျတော့ဒီ course ဆိုတဲ့ keyword ပေါ့နော်။ကျွန်တော်နမူနာရှာပြမယ်။အဲ့တော့ကျွန်တော်တို့ YouTube ကိုဝင်မှာကြိုက်တဲ့ YouTube ရတယ်ပေါ့နော်။ application ပဲဖြစ်ဖြစ် website ပဲဖြစ်ဖြစ်။အဲ့ဒီမှာကျွန်တော်တို့ဒီရှာခြင်းနဲ့သင်ခန်းစာပြီးတော့ဒီ visualization ဆိုတဲ့စကားလုံးလေးကိုထည့်ပြီးတော့မှရှာလိုက်ပေါ့နော်။ရှာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့မျက်စိတွေကိုလေမြင်သာစီမဲ့ ဗီဒီယိုလေးတက်လာမယ်ပေါ့နော်တက်လာတဲ့အခါကျလို့ရှိရင်ဒီ view များတဲ့ဟာပေါ့နော်ဥပမာဒီလိုမျိုးဆိုရင်6 point for million ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းများပါတယ်အဲ view များတဲ့ဟာလေးတွေကိုကြည့်လိုက်ပေါ့နော်ဒါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အတွက်နားလည်ရတာပို့ပြီးတော့မှလွယ်ကူလိမ့်မယ်ပေါ့နော်ကျွန်တော်တို့မျက်စိနဲ့မြင်ရတဲ့အတွက်မလေးလာရတာပို့ပြီးတော့မှနားလည်ရလွယ်တယ်အဲ့တော့ visualization ဆိုတဲ့စကားလုံးလေးဒီမှာဆိုလို့ရှိရင်ကျွန်တော် photosensitive ကိုရှာပြထားတယ်နောက်တစ်ခုကကျွန်တော်တို့တက်တက်နေပေါ့နော်ဘယ်လိုမျိုးဖြစ်ပေါ်လာတာလဲ ဒါမျိုးတွေပေါ့နော်နောက်တစ်ခုကျွန်တော်ဒီမှာ northern lights ကိုခေါ်တဲ့ဒီအစိမ်းရောင်အလင်းတန်းတွေဘယ်လိုတန်းနေရဘယ်လိုဖြစ်ပေါ်လာတာလဲပေါ့နော်ဒါဆိုလို့ရှင်ဒီမှာထိတ်ဆုံးအားတက်လာတဲ့ youtube short ပေါ့နော်သူနေရဲ့ဒီရောင်ကြီး radiation တွေကိုကျွန်တော်တို့ရဲ့ကဘာကြီးမှာရှိတဲ့ solar wing ကြီးကကာလိုက်တယ်ပေါ့နော်အားကြောင့်လို့အဲ့ solar wing ကနေပြန်ပြီးတော့ဒီမှာအလင်းရောင်တွေမြင်ရတာအဲလိုမျိုးပေါ့နော်ဆိုတော့ အော်ရိုရာလို့လည်းခေါ်တယ်နှုတ်သုံးငိုင်းဆိုလည်းခေါ်အဲ့လိုမျိုးပေါ့နော်ဒါဆိုနားလေရပို့လွယ်သွားတယ်ပေါ့နော်အဲ့တော့ဒီစကလုံးလေးရပါတယ်ဆိုရင် visualization နောက်တစ်ခုကကျတော့ကျွန်တော်တို့သင်ခန်းစာတစ်ခုကိုရှာခြင်းနေဆိုလို့ရှင် cost လို့ရိုက်ပြောမှာအပြည့်ပြည့်စုံစုံရှာလို့ရဥပမာ basic electric circuit ပေါ့နော် BEC ဒါဆိုရင်အဲ cost လို့ပြောမှာရိုက်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှင်လေကျွန်တော်တို့ဒီ cost တစ်ခုလုံးကြီးကိုကြာလာတယ်ဒါဆိုလို့ရှင်တင်ချတွေပါတယ်ဆိုလို့ရှင်ကျွန်တော်တို့က cost ဆိုပြီးတော့มาရိုက်ပြီးရှာပြီးတော့มาလေ့လာတာပေါ့เนาะအဲဟိုမှာ calculus လို့ calculus 1 2အဲ့လိုမျိုး cost ဆိုပြီးလိုက်ပြီးတော့มาတစ်ခုလုံးရှာတော့มาကျွန်တော်တို့တင်ရင်းနဲ့တင်ကန်းစာကိုတွေ့တာအဲ့တော့ YouTube နဲ့ပတ်သက်လာတယ်ဆိုလို့ရှင် visualization ရဲ့ cost ဆိုတဲ့သကလုံးရေကိုတုံးပြီးတော့มาအမြန်နားလည်အောင်လုပ်လို့ရပါတယ် AI နဲ့လေ့လာမယ်ဆိုလို့ရှိရင်အများကြီးရှိတယ်ပေါ့နော်အဲ့ဒီကမှနာမည်အကြီးဆုံးကတော့ဒီ ChatGPT ရဲ့နောက်တစ်ခုကတော့ DC ရဲ့ပေါ့နော်အဲ့တော့ AI နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဗီဒီယိုတစ်ပုဒ်လုံးထုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အရေးကြီးဆုံးအချက်ကိုကျွန်တော် ပြပြပေးသွားမယ်ဆိုတော့ဒီ DC ကိုစပြီးသုံးတော်မယ်သုံးကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Google မှာ DC လို့ပဲရိုက်ပြီးရှာလိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ DC.com ဆိုတဲ့ website ကိုဝင် ပြီးရင်ကျွန်တော်တို့ကဒီမှာ language ပေါ့နော်ညာဘက်တောင်မှာ English ကိုရွေးပေးပြီးတော့မှ start now နှိပ်လို့ရတယ်။အဲ့တော့ account ကိုဝင်ဖို့ဆိုလို့ရှင်ကိုယ်မှာ Google account တစ်ခုခုဖောက်ထားတော့မှ DC ကိုသုံးလို့ရမယ်။ Google account မဖောက်တတ်ဘူးဆိုလို့ရှင် YouTube မှာရှာပါ Google account ဖောက်နေဆိုပြီးတော့မှကျွန်တော်ကတော့ဖောက်ဝင်ပြရတော့ဘောနော်။အဲ့တော့ဒီမှာကျွန်တော်တို့ DC ဝင်လာပြီဆိုရင်ကျွန်တော်တို့သုံးလို့ရပြီ။သုံးမယ်ဆိုလို့ရှင်ကျွန်တော်အနေနဲ့ဘယ်လိုသုံးရမလဲဆိုတာပြောပြပေးမယ်။ တော့ကျွန်တော်တို့ရှာတဲ့ခါကျရင်ဒီ keyword လေးနဲ့ရှာကြည့်ပါအဲ့တော့ဒီတင်ကန်းစာကို10နှစ်ကလေးနားလည်အောင်ရှင်းပြပေးပါဆိုတဲ့သဘောပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အယိုးရှင်းဆုံးအလွယ်ကူဆုံးရှုတော့ဟာနေပြောပြပေးလိမ့်မယ်အဲ့တော့ဒါကကျွန်တော်ရှာပြပေးထားတဲ့ဟာပေါ့နော်အဲ့တော့ photosynthesis ဆိုတာကအလင်းမိစာချက်လုပ်ခြင်းပေါ့နော်အပင်နေရာစားစားလို့မရဘူးဒါကြောင့်မလို့တို့ရဲ့ကိုယ်ပိုင်အစာကိုနေရောင်ကြီးတုံးပြီးတော့မှဖန်တီးတဲ့ဖြစ်စဉ်ကို photosynthesis လင်းမီစာချက်ခြင်းကိုခေါ်တယ်ဆိုပြီးတော့မှကျွန်တော်တို့ကိုရှင်းပြပေးထားတယ်ဆိုတော့အဲ့မှာ equation လေးရေးထားတယ်ပေါ့နော်ဒါကတော့ကလေးနားလည်လွယ်အောင်လို့ equation ကျွန်တော်တို့ထပ်တန်းပါဆိုလို့ရှင်တော့ formula တွေနဲ့ပါသင်ရတယ်အဲ့တော့အဲ့ဒါကိုမှကိုကနားမလည်ဘူးဆိုရင်ထပ်ပြီးမေးလို့ရတယ်ဥပမာပေါ့နော်ဒီမှာတကြားလို့ပါလာတယ်ဟောအဲ့ဆိုရင်တကြားကငါတို့ coffee ခွက်တယ်ထည့်ပြီးဖြော်တယ်တကြားခဲကြီးလားပါလဲပေါ့เนาะမဟုတ်ဘူးပေါ့เนาะပုံစံကွဲတဲ့တကြာငါတို့ coffee ခွက်တဲ့ထက် ဖြောတဲ့ဟာမဟုတ်ဘူးပေါ့နော်အဲ့တော့သူကဘာလို့ခေါ်လဲဆိုတော့ glucose ပေါ့နော်သူဒီစားတာ sucrose တူရဲ့လိုမျိုးသူကရှင်းပြပေးပြီးတော့ကျွန်တော်တို့ပြောမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ရိုက်ပြီးရရှာတဲ့ key word ပါလဲဆိုရင် cynically အဲနားလည်အောင်ရှင်းပြပေးပါဆိုတဲ့ key word ပေါ့နော်ဒါကိုတုံးပြောမှရှာလို့ရတယ်အဲ့တော့ဒါကမြန်မာလိုပေါ့နော်ချက်ကြီးမြကြီးကြတော့မြန်မာသားအားနည်းနေဆိုတော့ သူ့ကိုကျွန်တော်ကဘယ်လိုရရမှာလဲဆိုတော့ explain like i am chance of your ma ရှင်းပြပြခိုင်းပေါ့เนาะအဲ9နှစ်ကလေးလို့ပြောလို့ရှင်အရင်11 name ပြီးတော့မှာကလေးဆန်လွားကြီးရယ်10နှစ်လောက်ဆိုလို့ရှင်အဆင်ပြေရယ်ပေါ့เนาะအဲ့လိုလေးတွားပြပါဒါဆိုလို့ရှင်နားလေရပို့ပြီးတော့မှာ လွယ်ကူပါလိမ့်မယ်။ဒါကိုနားမလဲတဲ့ topic တွေကိုဒီလိုမျိုးရှင်းခိုင်းလို့ရတယ်။အဲ့ဒါဥမာထပ်ပြီးမရှင်းဘူးဆိုလို့ရှိရင် follow up ပေါ့နော်။နောက်ထပ်ထပ်ပြီးဥမာထပ်မိလို့ရပါတယ်။ဒီ keyword အပြင်ဥမာကျွန်တော်တို့ရှာလို့ရတယ်နောက်ထပ် keyword တစ်ခုရှိသေးရယ်ပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ give me analogy ဆိုတဲ့ keyword ပေါ့နော်။အဲ့တော့ကိုက topic တစ်ခုကအရန်ခတ်တယ်။အဲ့ဒါကိုကိုမြင်တွေ့နေကြပတ်ဝန်းကျင်နဲ့နှိုင်းယှဉ်ခိုင်းနေဆိုလို့ရှိရင်ဒီလိုမျိုးရှာလို့ရတယ်။ဥပမာကျွန်တော်တို့ internet အကြောင်းကို နားလည်ခြင်းနဲ့ဆိုလို့ရှိရင် give me analogy of internet ဆိုပြီးတော့မှကျွန်တော်တို့ရှာကြည့်လိုက်ပါတော့။အဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ internet နည်းပညာတိစောက်ပုံတွေကိုကျွန်တော်တို့လမ်းသွားတဲ့ခရီးသွားတဲ့ပုံစံနဲ့မြင်ကြည့်လိုက်။ခရီးသွားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့လမ်းนี่လို့တယ်။အဲအဲ့ဒီလမ်းဆိုတာက internet ပဲ။သွားမယ်ဆိုမှတော့ကျွန်တော်တို့ကားစီးရင်စီးမယ်၊ဆိုင်ကယ်စီးရင်စီးမယ်။အဲ့ဒါကဘာလဲလို့ခေါ်ရင် device လို့ခေါ်တဲ့ကျွန်တော်တို့ phone နဲ့ laptop တွေကိုကိုးစားပြုတယ်။ အဲ့လိုမျိုးပေါ့ကျွန်တော်တို့သွားပါမယ်ဆိုမှနေရာတစ်ခုကိုသွားရမယ်အဲ့တော့ website တွေဒီကျွန်တော်တို့ရဲ့နေရာပေါ့ဟုတ်လားဥပမာ www.facebook.com ဆိုရင်ကျွန်တော်တို့သွားမယ်နေရာဒါဆိုရင်အဲ့ဒီသွားမယ်နေရာကိုရောက်အောင်လို့ကျွန်တော်တို့ land ကြီးဖောက်ရမယ်အဲ့လိုမျိုးအဲ့ဒီ land ကြီးနဲ့နှစ်ခုကစားပြုတ်အဲ့လိုမျိုးပေါ့အဲ့ကျွန်တော်တို့ကားပေါ်မှာထိုင်လိုက်ပြီဆိုလို့ရှင်ကားမောင်းသမားရှိရမယ်လीเนาะကားမောင်းသမားရှိတော့မှကျွန်တော်တို့မောင်းတဲ့သူကကျွန်တော်တို့သွားမယ့်နေရာကိုပို့ပေးမှာအဲ့ဒါဘယ်သူလဲဆိုတော့အဲ့ဒါဒီ browser ပဲ ဲ့လိုမျိုးပေါ့အားကြောင့်မလို့ကျွန်တော်တို့ website တွေကိုသွားတဲ့အခါကျရင်ကျွန်တော်တို့ browser မရှိလို့မရဘူးဥပမာဒီ GPT ဆိုတဲ့ website ကိုသွားဖို့အတွက်ကျွန်တော်တို့ Firefox ဆိုတဲ့ browser လိုတယ် Chrome ဆိုတဲ့ browser လိုတယ် Safari ဆိုတဲ့ browser လိုတယ်အဲ့လိုမျိုးဒါဆိုရင်အရင်နားလေရလွယ်သွားပြီဘလို့ခတ်တဲ့ topic ဖြစ်နေဖြစ်နေဒီလိုမျိုးလေးရှင်းခိုင်းနေခါကျရင်အော်ဒီလိုမျိုးလေးနာလေလို့ရတယ်လမ်းသွားတယ်ဆိုလို့ကျွန်တော်တို့တွိုင်းစုံစုံတွားလို့မရအောင်စီကန်းနေဥပဒေကြီးရှိတယ်တလမ်းသွားရှိတယ်နှလမ်းသွားရှိတယ်အဲ့ဒါကဘာလဲဆိုတော့ rules တွေဘယ်သူချလဲဆိုတော့ firewall ကချတာအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒါဆိုရင်ညီးပညာနားလည်တဲ့သူတယောက်တောင်မှကျွန်တော်ပြောပြတာအောင်နားထောင်ပြီးတော့မှအခြေခံလုံးလုံးပုံလေးရတော့တည်တော်မှာပဲတကယ်တမ်းအဲ့ဒီ topic ကကျတော့ level နည်းနည်းမြင့်တယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တိတ်နားမလည်တဲ့သူတောင်မှကျွန်တော်ပြောတာအောင်နားထောင်ပြီးတော့မှနားလည်သွားနိုင်တယ် analogy ဆိုတဲ့စကားလုံးနဲ့ရှာလို့ရတယ်ဒါကဒုတိယရှာတဲ့နည်းလမ်းပဲ โอเคပြောတာရရင်များစွာလို့ကျွန်တော်ပြောခဲ့တာလေးကိုအနှစ်ချုပ်ပေးမယ်ခဏလေးနေစာအမြန်ရအောင်ကြက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့နားလေဖို့ရအာယွန်ဆိုင်ဖို့ရခေါင်းထဲဆဲသွားဖို့ရဒီသုံးချက်ကအရေးကြီးရပေါ့အဲ့ဒီမှာကျွန်တော်ဒီနေ့ပြောသွားတာနားလေဖို့ပြောသွားတာနားလေဖို့ဆိုရင်အရေးကြီးဆုံးကတော့အခြေခံပါဖို့ပဲအခြေခံပါမှကျွန်တော်နားလေမှာ ဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်ကျွန်တော်တို့နားမလည်တဲ့အခါကျလို့ရှင်နောက်သင်္ကန်းသားအတွက်အခြေခံမပါတော့အဲ့လိုနဲ့ကျွန်တော်တို့တန်တရားလဲပြီးတော့မှစာမရတော့ပဲနဲ့ဒီဒုက္ခကြီးကပြီးမှမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နားလည်အောင်လုပ်ဖို့ဆိုလို့ရှင်နီးလန်းနှစ်ခုရှိရယ်ပထမတစ်ခုကတော့တက်သိတဲ့လူတရားကိုသင်ခိုင်းတာရယ်နောက်တစ်ခုကအင်တာနက်မှာရှာတာရယ်တက်သိတဲ့လူဆိုတာတကယ်ချင်းဖြစ်ဖြစ်စီနီယာဖြစ်ဖြစ် ရှာဆမ်းမဖြစ်ဖြစ်ပေါ့နော်။ internet မှာရှာမယ်ဆိုရင်ကျွန်တော်ပြောသွားတာကတော့ YouTube မှာရှာတာရဲ့ AI နဲ့ရှာတာရဲ့ပေါ့နော်။ YouTube မှာတော့ visualization ရဲ့ကျွန်တော် call ဆိုတဲ့ keyboard ရဲ့ရိုက်ရှာလို့ရတယ်။ AI ဆိုလို့ရှင်တော့ explain me like i am fine နဲ့ give me analogy of ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလို့ရပါတယ်။အဲ့တော့ဒီ note လေးကို login နေဆိုလို့ရှင် comment မှာ link ချပေးထားတယ်။ ကွန်မန့်ကနေတစ်ဆင့်ဒါလေးကိုဝင်ပြီးတောင်းလို့ဆွဲရုံပဲတကယ်တော့ကျွန်တော်စာမလုပ်ဘူးမဟုတ်စာလုပ်တယ်စာမကြိုးစားဘူးမဟုတ်စာကြိုးစားတယ်ပြဿနာကဘာလဲဆိုတော့ကြိုးစားပေမဲ့အရာမထင်တာအဲ့ဒါဘာလို့လဲသိတာစာဘလို့လောရမလဲဆိုတာကိုမသိလို့စာဘလို့လောရမလဲဆိုတာကိုသိရင်စာရီကိုခဏလေးနေရသွားမယ ရထားတဲ့စားတွေကိုလည်းလည်းနဲ့မမိတော့ဘူး။ဒါဆိုကိုလိုချင်တဲ့ဘဝတစ်ခုကိုမျက်စိမှိတ်ပြီးတိဆောက်လို့ရတယ်။အဓိကထာတိဖို့ပဲလိုတာ။စာလေးနိုင်တဲ့နန်းကိုတက်ထားတယ်။ကျွန်တော်တင်နန်းသားတွေကတော့အထာတိပြီးတော့မှယုံထွက်ထိုးတက်သွားပြီ။ဒီဗီဒီယိုကြည့်နေတဲ့သူရောယုံမထွက်ခြင်းဘူးလား။ယူနေချင်တယ်ဆိုလို့ရှင်တော့ sorry လာနေတင်တဲ့အတစ်ဖွင့်ထားတာရှိပါတယ်။စိတ်ဝင်စားတယ်ဆိုလို့ရှင်တော့ comment မှာချပေးထားတဲ့ link ကနေတစ်ဆင့်တန်းလာလို့ရပါတယ်။ကျွန်တော်တို့နောက် video မှာပြန်ဆုံမယ်။